င်္ဂလာပါဆရာငယ်ပါခင်ဗျာနော်ဆရာက2025ခုနှစ်အောက်တိုဘာလတလတာအဲမိတ်ဆွေတို့တို့ဟောစတန်ကြီးကိုဆရာကဟောကြားပေးมาဖြစ်ပါတယ်ခင်ဗျာနော်အဲမိတ်ဆွေတို့2025ခုနှစ်ဆယ်လပိုင်းအတွက်တလစာဟောစတန်ကိုမဟောကြားမိမှာအဲမန္တလေးကဆရာငယ်မိတ်ဆွေများဆရာငယ်နဲ့တွေ့ကျင်နေဆိုလို့ရှိရင်ဆရာ20အ74 24 25အစာဟိကွန်တုံမှာရှိပါတယ်ခင်ဗျာဒါလေးတစ်ခုဆရာတရေကောင်းပါလိုက်ပါတယ်ကဲဟောစတန်ကိုစားလိုက်ကြရအောင် နမောတတဘဂဝတော်အရဟတော်တမန်တံဗုဒ္ဓတာသဒ္ဒနာနှစ်2569ခုနှစ်မြန်မာတက္ကသိုလ်1389ခုနှစ်တရင်ကျော့ပဇောင်မိုးလာအတွက်ဟောဇဒန်2025ခုနှစ်ဆယ်လပိုင်းအောက်တိုဘာလအတွက်တလဆာဟောဇဒန်နဲ့ရှောင်းရဆောင်ရဝုဆရာကဟောကြားပေးမှာဖြစ်ပါတယ်ဤလအတွင်း6ရက်ဆယ်လ2025တနင်္လာနေ့ဟာတရင်ကျော့လာပြီနေလည်းဖြစ်ပြီးတော့ပြက်တရားရလည်းဖြစ်ပါတယ် 20ရက်10လ2025တနင်္လာနေ့ဟာတတင်းကျလကွယ်နေ့ပြတ္တရာနေ့လည်းဖြစ်ပါတယ်။ဒါကြောင့်ဒီလအတွင်းမှာတနင်္လာနေ့တွေကြည့်ပဲ6ရက်10လ2025ဟာတတင်းကျလပြင်းနေ့ဖြစ်ပြီးတော့20ရက်10လ2025တနင်္လာနေ့ဟာတတင်းကျလကွယ်နေ့ဖြစ်ပါတယ်ခင်ဗျာ။ဒီလအတွင်းမှာငကားကောင်းအရှိတ်အရက်တို့လှည့်ပါတယ်။ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကအနောက်ရက်တို့အတိအကျတည်ရှိနေကြပါတယ်။ ဒါကြောင့်နတ်နဲ့နဂါမလဲစားနဲ့ဆိုတဲ့အတိုင်းဇာငယ်ရဲ့မိဆွေများအဲဝါလဲကျွတ်ပြီဆိုတော့အိုးအိမ်ရှမ်းမင်းနေရာထိုင်ခင်းအပြောင်းလဲအပြောင်းရွှေ့နဲ့ပတ်သက်တာတွေရှေးထုံးလဲမပဲကောင်းဈေးသုံးလဲမလွယ်ကောင်းဆိုတဲ့အတိုင်းပဲနတ်နဲ့နဂါမလဲစားဖို့လိုအပ်ကြောင်းလဲဆရာကထားလောင်းပြောရင်းနဲ့ဒီလအတွင်းမှာနဂါကောင်းဟာအရှိရတ်ကိုလှည့်ပါတယ်ထို့အတူအဓိကကတော့အရှိပေါ့နော်တောင်ထို့အတူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကမြောက်ရက်တို့အတိအကျဒီရှိနေကြပါတယ်ခင်ဗျာဒီရက်ဆယ်လာပိုင်းအတွင်းမှာဆိုရင် ကျမ်းမာရေးနဲ့ပတ်သက်လာရင်အထူးသဖြင့်လူအများအာယုံကြောနဲ့ပတ်သက်တော့အရာတွေဥကောင်းနဲ့ပတ်သက်တာတွေတိုက်ကြိုက်ခဲနာကျင်ရတာမျိုးတွေအဖြစ်များတက်ပြီးတဲ့အခါဝမ်းပိုက်နဲ့ပတ်သက်တာတွေငဘောကအရှိကံအဟောင်းမူလဖြစ်တဲ့မိတ်ဆွေများလေထိုးလေအောင်များကိုတတိထားဆင်ကျင်ရအတွက်တော့တတိပြုရန်လိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာ။ ဒီလာတာအတော်တွင်မှာဆိုရင်အလှကုန်ပစ္စည်းတွေဖန်စီပစ္စည်းတွေအိမ်တွင်းအလှဆင်မှုဆိုင်ရာလုပ်ငန်းတွေအအယောင်းဝယ်နှီးတက်သောအယောင်းဝယ်ပါတက်သောကာလဖြစ်တဲ့အတွက်အလှကုန်နဲ့ပတ်သက်တာတွေအလှပစ္စည်းတွေဖန်စီပစ္စည်းတွေဒီဇိုင်းတွေဒီကိုရေးရှင်းတွေအိမ်တွင်းအလှဆင်လုပ်ငန်းဆိုင်ရာလုပ်ငန်းလေးတွေမှာတော့အနည်းငယ်လေးအိတ်တက်သောကာလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ရွှေစည်းဟာအကြဘတ်မှာအမြင့်ဘတ်တို့အနည်းငယ်ရောက်ရှိနိုင်တော်လဲမငြိမ်မသက်ဖြစ်တတ်ခြင်းပုံသေးမရှိခြင်းတွေဖြစ်ရတတ်သောလာဖြစ်ပါတယ်။ ဤလာတာတော်တွေမှာမိတ်ဆွေအားလုံးအထူးတတိပြုဆင်ခြင်လိုပါတယ်အထူးသဖြင့်အလုတ်ကင်နဲ့ပတ်သက်လာရင်ဘယ်သူမှမစိုးလုပ်ငန်းနဲ့ပတ်သက်လို့အလုတ်နဲ့ပတ်သက်ရင်အလုတ်ပြိုင်နေအလွန်များတတ်တာမျိုးလုပ်ငန်းပြိုင်နေအလွန်များတတ်တာမျိုးကြုံရတတော်ကြောင့်ဘာကိုဖြစ်ဖြစ်ကိုကနည်းနည်းလေးပုံမတိုးချက်ပြီးလှုပ်ဆောင်ကမှတော်ကကြမယ်လာဖြစ်တဲ့အတွက်အလုတ်ကင်နဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အလုတ်ပြိုင်လုပ်ငန်းပြိုင်နေအင်မတန်များသောကာလလုပ်ငန်းအပြိုင်ဆိုင်နေကိုလုံးငယ်ကိစ္စတွေကိုချမပြတာပုံမကောင်းမွန်တော့လာဖြစ်ပါတယ်ခင်ဗျာ ဒါအပြင်နေရထိုင်ခြင်းအိုးအိမ်ရှမ်းမီနဲ့ပတ်သက်ပြီးတော့အပြောင်းအလဲအပြောင်းရွှေ့ပြုလုပ်ရန်အတွက်အင်မတန်အားသာကောင်းမွန်တော်လာအပြောင်းလဲအပြောင်းရွှေ့လုပ်ရန်အတွက်ခြေတို့ဆောင်ရလှုပ်ဆောင်တင်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခရီးသွားဆိုင်ရာကိစ္စများဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများယာဓုအပြောင်းအလဲနေရထိုင်ခြင်းနဲ့ပတ်သက်တော်လုပ်ငန်းများအိုးအိမ်ရှမ်းမီနဲ့ကိစ္စနဲ့ပတ်သက်တော်လုပ်ငန်းများနေရထိုင်ခြင်းနဲ့ပတ်သက်ပြီးအပြောင်းအလဲပြီးပြတ်အောင်စောက်အောက်လုပ်လို့တဲ့မိတ်ဆွေများအဲရုံးကလန်နာဆိုင်ရာကိစ္စအမှုကိစ္စဆိုင်ရာတွေကိုပြီးပြတ်အောင် ပြောဆိုတင်တော်လာဖြစ်ပြီးတော့ခြေတို့ဆောင်ရွက်ရန်အတွက်တော့အာသာခြင်းတွေတိုးတက်နေတော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီဒီလဟာတရွာမကောင်းသူကောင်းတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ဆိုရိုးတိုင်းအစင်မပြေမှုတွေအဲမိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လို့အခက်အခဲအကျက်တွေပေါ်နေတဲ့မိတ်ဆွေများအဖို့ကတော့တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲခြေတို့ဆောင်ရွက်ပြီးအပြောင်းလဲနဲ့ခြေတို့ဆောင်ရွက်ရင်အာသာကောင်းမှုတိုးတက်နိုင်ပါတယ်ခမလုပ်ငန်းကိန်းနဲ့ပတ်သက်ပြီးတော့ အရာရာကိုအဆင်မပြေရုန်းကန်နေရသူများအနေနဲ့ကတော့ဘာကိုဖြစ်ဖြစ်မိမိအမိနဲ့တဦးတယောက်တည်းဆောင်ရွက်လုပ်ကန်ချင်းတဲ့ဥပမာကိုဇနီးမယားကိုဖြစ်စေသားသမီးကိုဖြစ်စေလုပ်ငန်းသူဆွေမျိုးမိခင်တဦးတယောက်ကိုဇတိရောင်းလိုက် ရောင်းလိုက်တာမျိုးဥပမာကိုဇတိအမင်းမင်းတော်ကခိုင်းနေဆိုပြီးရောင်းလိုက်တာမျိုးကမိဆွေတို့ရဲ့အဲကံကညံ့နေတဲ့ကံတွေဟာထိုသူကိုဇတိရောင်းပြီးကိုကပြန်လုပ်ပေးတာမျိုးအဲစာချုပ်စာတမ်းအတူလေးနဲ့ရောင်းနေကွာဆိုပြီးတော့ရောင်းလိုက်တာမျိုးခလေးတွေလို့ဆိုခံမဲပေးတယ်လို့မျိုးလှုပ်လိုက်လို့ရှိရင်မိဆွေတို့ရဲ့လုပ်ငန်းကိန်းကန်းတွေ ကြံ့ကြာနေမှုတွေအားလုံးဟာအစဉ်ပြေလျှောမှုသွားစေမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ယာရုလုပ်ငန်းကိုင်ငံပြောင်းရွှေ့လှုပ်ဆောင်လူတို့များလုပ်ငန်းနေရာအစ်ချက်တွင်စေလို့သောမိတ်ဆွေများဖို့ဒီလတာတော့ဒီမှာဘာကူမတုံဆိုင်မနေပဲရှေ့တို့ဆောင်ရွက်ရန်ကောင်းသောကာလဖြစ်တယ်။လူငယ်များမြစ်တာကြီးနဲ့ပတ်တိုင်စံအားတက်နေပြီးတော့မျက်လာပွင့်လန်းစီပြီးသမီးကြီးသားများအနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်အရှိရေးမှဆိုလို့ရှိရင်အနှဲငယ် ADAS ဖြစ်ရတော့ညာလေ အိမ်အောင်ပြူချင်းစိတ်ဆက်ချင်းနှစ်လွာပေါင်းမှတရွက်ဆိုတဲ့အတိုင်းချစ်တို့ဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်စေနိုင်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင်မိတ်ဆွေတို့အဲတမီးကြီးသားများလူငယ်များအနေနဲ့အိမ်အောင်ပြူရစိတ်ဆက်ရလူကြီးမိဘအနေနဲ့တွေ့ဆုံခြင်းဟာအာသာကောင်းမှုတိုးတက်ပြီးအဲဆရာငယ်နားမမင်္ဂလာရက်လာရွေးလဲကြရပါတယ်ခင်ဗျာအိမ်အောင်ကြီးမှဆိုရင်တော့အိမ်အောင်ဖက်နဲ့ပတ်သက်လာရင်တဦးနဲ့တဦးတယောက်နဲ့တယောက်အပြိုင်ဆိုင်လေးတွေဖြစ်ရတတ်သောလှဖြစ်ပြီးတော့ တုံးနဲ့တူတယောက်နဲ့တယောက်အိုးအိမ်ချမ်းမြေကိစ္စလေးတွေကြောင်းနင်ကဒါဆိုရင်ငါကဟိုကဟိုနင်ကဟိုကဆိုရင်ငါကဒါဆိုပြီးအပြိုင်ဆိုင် ဖြစ်ရတတ်တော့ကာလဖြစ်ကြောင်းနဲ့အိုးအိမ်ချမ်းမြေကိစ္စလုပ်ငန်းကိစ္စလေးတွေမှာမိသားစုမိမိအိမ်အောင်ဘက်နဲ့ပတ်သက်လို့ညှိနှိုင်းမရတာမျိုးလေးတွေပြဿနာအရှိတင်ညှင်းခေါ်ရတာမျိုးတွေဖြစ်ရတတ်တယ် တို့ရတွင်ငကူကအစင်မပြေသောမိတ်ဆွေများပြက်တနာများကိုခြေတူပြီးတော့နော်ဟိုဒေါသကိုခြေထဲနှင်ပြီးဆုံးဖြတ်တာတတူးနဲ့တူတယောက်နဲ့တယောက်နားလည်မှုယူပြီးတော့တိတိရှာရှာတူးရဲ့သဘောတူးကနှမ်းနေချွတ်ချွတ်မေးပြီးအပြေချာရင်အသာကောင်းမှုပြီးတော့တိုးတက်စေနိုင်သောလားဖြစ်ပါတယ်။ဤလအတွင်မှာကံကောင်းစေသောအယောင်ဟာခိုးပြာရောင်အပန်းရောင်အနီရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးအသာကောင်းမှုသောလားဖြစ်ပါတယ်ခင်ဗျာ။ဒီလာတာတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါကျလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ အဲဒီဆယ်လာပိုင်းပြောမှာဆိုရင်အချိန်ခါပြရတော့ဆယ်လာပိုင်း2ရက်နေ9ရက်နေနဲ့17ရက်နေဒီမှာအင်္ဂလိပ်လိုပဲပြောပါမယ်ဆယ်လာပိုင်း2ရက်9ရက်10ရက်17ရက်နေတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးခြေတို့ဆောင်ရွက်ရအားသာကောင်းမှပါလေအိမ်ဆောက်ပနတ်ရရေတွင်းတုလို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေမိပါများဒီဆယ်လာပိုင်းဒီမှာဆို9ရက်28ရက်နေဒီမှာအိမ်ဆောက်ချင်းပနတ်ရရှင်ပြုလို့ရင်အားသာကောင်းမှပြီးတော့ရှင်ပြုရဟန်းခံအိတ်တက်မင်္ဂလာခါပြုလို့လို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေများ ဒီရက်ဆယ်လပိုင်းအောက်တိုဘာလတရက်26ရက်နဲ့30ရက်နေ့ဒီမှာရှေ့တူဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော်လာဖြစ်ပါတယ်စိဆက်လက်ထမင်္ဂလာပြုလုပ်လို့တဲ့ဇန်ငယ်မိတ်ဆွေမိဘများအနေနဲ့ကတော့ဒီရက်အောက်တိုဘာလ6ရက်18ရက်22ရက်နေ့ဒီမှာပြုလုပ်ဆောင်ရရင် အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တော်လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီရက် ဆယ်လာပိုင်းခါအတွင်းမှာမိဆွေတို့အနေနဲ့အဆအဆရရအောင်မြင်စီပြီးအဋိဋ္ဌံပြုလို့တဲ့ဇာငရဲ့မိဆွေမိဘများအနေနဲ့အရာရာကိုလူရပြည့်ဖို့အောင်မြင်ခြင်းတွေရရှိစေဖို့အတွက်ဆိုလို့ရှိရင်တော့အဋိဋ္ဌံပြုလို့လူတပ္ပဆိုလို့ရှိရင်တော့မိဆွေတို့အနေနဲ့တော့ဗထောက်သားနဲ့ဗထောက်သားနဲ့ပုတိအားဆိုတော့ဂုံတော်ပတိကိုတနေ့ကိုဟာလာပတိကိုတနေ့ကို၃ပတ်နှုံးနဲ့9ရက်တိတိအဋိဋ္ဌံပြုပါကမိဆွေတို့ရဲ့ကြံ့ကြာနေတဲ့လုပ်ငန်းတွေခက်ခဲနေတဲ့လုပ်ငန်းတွေ လမ်းစာပြောင်းနေတာလေအားလုံးဟာဘာကိုလုတ်တင်တယ်လဲဘာကိုရှိတူဆောင်ရတဲ့တယ်လဲဆိုတာကွဲကွဲပြားပြားပုံမဲ့လာဖြစ်တဲ့အတွက်ကြောင့်မလို့ကဲပထောက်သားနဲ့ပုရိအားဆိုတော့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုမွန်ချင်းအဖြစ်ခုနှစ်ရက်တိတိအတိတ်ထံပြုပါကအောင်မြင်တိုးတက်နိုင်ပါတယ်ခမရဒီလာတာတော်တွင်မှာဈေးဆိုင်လုပ်ငန်းကိုင်ငံမိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာလက်ပိတ်နေရင်လက်ပွင့်စီဖို့အတွက်ဆက်ဆက်ရအောင်မြင်အစီအပြီးတိုးတက်ဇေယံလို့ငါမိတ်ဆွေတို့အနေနဲ့ လောပကပါလာနဲ့ရုပ်ကလေးတခုပေါ့မိမိတို့ရဲ့ဟိုတယ်တို့မိမိတို့ရဲ့ဈေးဆိုင်တို့မိမိတို့ရဲ့အိမ်ခန်းတို့ဈေးဆိုင်ဆိုင်အဆက်ရှိတဲ့အမြင့်တနေရာမှာတင်ပြီးတော့လောကပါလာနဲ့ရုပ်ကလေးကိုအမွှေးနှံ့တာလေးစွဖြန်းပေးခြင်းဖြင့်မိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပြန်လဲပွင့်လန်းစေပြီးကျင်းသေးအောင်မြင်တို့တက်စီမှာအသေးကြပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်ဆံငယ်အနေနဲ့မိတ်ဆွေတို့ကို2025ခုနှစ်ဆယ်လပိုင်းအတွက်စကားလက်ဆောင်ပေးခြင်းပါတယ်ခင်ဗျာစကားလက်ဆောင်ဆိုတော့ဆရာကလာတိုင်းပြနေကြပါမိတ်ဆွေတို့အနေနဲ့ 2025ခုနှစ်အော်တိုဘာလအတွက်ဆရာငယ်နေနဲ့စကားလက်ဆောင်ပေးရရင်မိတ်ဆွေအိမ်မက်တွေဆိုအိမ်မက်ကောင်းတွေကိုတင်မှတ်တဲ့အခါအိမ်မက်ကောင်းတွေရာနေမှတ်ရင်နိုးထလာတဲ့အခါမှာထိုအိမ်မက်တွေကိုလက်တွေ့ကြကြထပြီးတော့အကောင့်ထဲပေါ်လိုက်ပါသို့မဟုတ်ပဲတင်ဆက်အိမ်နေမယ်ဆိုရင်တော့ဖြင့်တင့်ကိုတင်မနစ်သက်တော့သူဖြစ်ပါလိမ့်မယ်ပြန်ပြောပြပါမယ်ခင်ဗျာ2025ခုနှစ်အော်တိုဘာလအတွက်စကားလက်ဆောင်နေပြရတော့မိတ်ဆွေ တင်ဟာအိမ်မက်ကောင်းနေမရင်노ထလာတဲ့အခါမှာထိုအိမ်မက်တွေကိုလက်တွေ့ကြကြအကောင့်ထဲပေါ်လိုက်ပါတို့နီးမဟုတ်မိတ်ဆွေဟာစက်အိမ်နေအောင်မယ်ဆိုရင်တော့ဖြင့်တင့်ဖို့တင်မရှင်းနှစ်သက်သူဖြစ်လိမ့်မယ်လို့ပြောရင်းနဲ့ဤက2025ဆယ်လပိုင်းအတွက်ခေါ်စရံပြီးရန်ငယ်မိတ်ဆွေမိပါတွေအားလုံး2025ခုနှစ်ဆယ်လပိုင်းအတွင်းမှာအဆက်ဆက်အရအောင်မြင်လို့ယတနာစိန်ကြောက်စေတောက်တိုင်းကစားနိုင်ကြပါစေခင်ဗျာ တက်နေတကူလောက်ဝင်ဖြုတ်ခဲ့သူစီးစိမ်ဥစ္စာများတိုးပွားပြီးတဲ့အခါယရနာဟုတ်လားကိုယရနာတွေစိတ်နေဇေတောက်ကကစားနိုင်ပြီးတော့အောင်မြင်မှုအပေါင်းတရကူဆောင်ကြပါစေမန္တလေးရဆရာငယ်မိတ်ဆွေတွေအားလုံးဆရာကြီးကိုတွေ့ကျင်တဲ့ဘာဆိုရင်ဆရာကိုခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်ချောက်ဝတ်အပ် Telegram မှာဖြစ်စေ Viber မှာဖြစ်စေ Pay Messenger မှာစရင်ကြိုတင်ထားပြပါနဲ့ဗီဒီယိုမင်းများလို့သူများလဲအဲ့ဒီမှာဆက်သွယ်မင်းများထားလို့ကြောင်းဆရာကပြောရင်းနဲ့ကဲဆရာမိတ်ဆွေတွေအားလုံးတဏိသားချင်းစီစီမှာပြန်တွေ့ပါမယ်ခင်ဗျာယေရှုတင်ပါတယ်